မုတ်တရားကြီးရဲ့ဘရင်မြင့်မြတ်တဲ့အာနုံခေါ်အာနန္ဒာငါမင်းကြီးကနေသွေးစားတဲ့မကောင်းဆိုးဝါးငါကြီးဖြစ်ဘလို့အချိန်နေကတွန်းအားပေးခဲ့တာလေ။ညီတက်တာရတဲ့သမုတ်တရားကနေကြောက်ချရာကောင်းတဲ့ငရေပြည်ပမာပြောင်းလဲသွားတာပါကြောင့်လေ။အလုံးသိချင်နေကြတဲ့ကဘာမှာငလင်ကြီးဖြစ်ပေါ်ရတဲ့အကြောင်းတွေ စာတဲ့အဖြစ်ပြများဟာငါမင်းကြီးအာနော်နဲ့ဘလို့ဆက်ဆက်နေတယ်လေဘလို့အကြောင်းတွေရှိနေမလဲဆိုတာကျမတို့နဲ့အတူစိတ်ဝင်စားဖွယ်ရှုစားရမယ်တမုတ်တရားငါပြင်းအာနုံခောအာနန္ဒအကြောင်းတမိုင်းကြောင်းရင်အစကို ပြောရမယ်ဆိုရင်ကျေပြောလေးဝတ်တဲ့ကဘာတမုတ်တရားကြီးရဲ့ရေနံပိုင်းမှာအကြီးဆုံးငါကြီးတွေနေထိုင်ကြတယ် ငါးကြီးရဲ့ကြားထဲမှာမှာအကြီးဆုံးနဲ့အတောက်ပါဆုံးငါးကြီးဟာအာနုန်ခေါ်အာနန္ဒာလို့အမည်ရတဲ့ငါးမင်းကြီးပဲဖြစ်တယ်။ငါးမင်းကြီးရဲ့ခန္ဓာကိုယ်ရှိဟာဆိုရင်ယူစနာပေါင်း900ခန့်ရှိလျားတဲ့ခန္ဓာကိုယ်ရှိတဲ့တို့ပင်မဲ့ငါးမင်းကြီးအာနုန်ဟာသမုတ်တရားရဲ့အကြီးဆုံးကားတော့မဟုတ်ပါဘူး။ အာနုံကဲ့သို့သမုတ်တရားအောင်ကျင်လည်ကြဆားကြပြီးကြီးမားတဲ့ခန္ဓာကိုယ်ရှိတဲ့ငါးကြီးတွေဟာငါးကောင်ခန့်ရှိပြီးအာနုံရဲ့မိစွေတွေဖြစ်ကြတယ်။ ၎င်းငါးကြီးတွေမှာအရွယ်အစားဆုံးအချွေအရန်ငါးပေါင်းများစွာရှိကြပြီးအတူတကွငင်းချမ်းစွာရှင်တွဲနေထိုင်ခဲ့ကြတဲ့ငါမင်းကြီး၆កောင်တို့ဟာမေတော်ခါမငါးလေးတွေကိုစားတောက်တာတွေမလုံးကြပြီးတမုတ်တရားကြောက်ဆောင်ကြတဲ့ကအလေးချပေါက်တဲ့ရင်ကြီးပင်လေးတွေကိုသာစားတောက်ကြတယ် ဒီနေ့မှာတော့ငါမင်းချီငါကောင်တို့ဟာ အာနုံငါမင်းစီသွားကြပြီးပုံမှန်တွေ့ဆုံဆွေးနွေးကြတဲ့အတိုင်းအစည်းအဝေးလုပ်ကြတဲ့ဆွေးနွေးကြတဲ့အကြောင်းတွေကတော့ ကုန်းပေါ်မှာရှိတဲ့လူသားတွေနဲ့ခြေလေးချောင်းတက်တော်တို့ဟာ အမျိုးမျိုးသော အကြောင်းကိစ္စတွေဖြစ်ပေါ်လာရင်စီမံဆုံးဖြတ်ဖို့ကိုစီ အုပ်ချုပ်သူပြင်ရှိကြတဲ့အတွက်စီလုံးညီညွတ်ကြတာကို တွေ့ရတာကြောင့်မိမိသမုတ်တရားရေအောက်မှာကဘာမှလည်းအုပ်ချုပ်သူပြင်ရှိတဲ့အကြောင်းဆွေးနွေးကြပြီးဇီဝေးပြီးတဲ့နောက်မှာတော့ ငါမင်းကြီးအာနုံကိုတမုံတရားရဲ့ရာစာပြင်အဖြစ်တင်မြောက်ကြဖို့ဆုံးဖြတ်ခဲ့ကြတယ်။အဲ့ဒီချိန်ကစပြီးငါမင်းကြီးအာနုံဟာတမုံတရားအောင်တတ္တဝါတွေအလုံးကို အုပ်ချုပ်တဲ့ငါဘီရင်ဖြစ်လာခဲ့ပြီးငါကချင်းငယ်အပေါင်းတို့ဟာလည်းငါဘီရင်အာနုံကိုလေးစားစွာခါစားကြတဲ့ ငါဘရင်အာနုဟာလေတမတမန်ကြစွာအုပ်ချုပ်ပြီးတမုတ်တရားကြီးတစ်ခုလုံးလဲအချမ်းတာယာခဲ့တယ်။ဒီနေ့မှာတော့ငင်းချမ်းတဲ့တမုတ်တရားကိုအပြောင်းကြီးပြောင်းလဲပြည့်မဲ့အကြောင်းအရာတစ်ခုပေါ်ပေါက်လာခဲ့တယ်။ ငါဘီယင်အာနိုဟာကြောက်ဆောင်ကြတဲ့ကရည်ညိလေးတွေကိုရှာစားရင်ရည်ညိကြတဲ့ကငါလေးတကောင်ကိုတတိမထားမိပဲစားလိုက်မိတဲ့အချိန်ကြာမြင့်စွာဝါစားရင်ဒီရည်ညိဟာအရန်ကိုအရသာရှိတယ်ဟုဆိုက တွေ့တော်ရင်အကျွင်းကြံကိုဆွန့်ထုတ်လိုက်တဲ့အချိန်မှာတော့မိမိဟာမရည်ရွယ်ပဲငါကလေးကို စားလိုက်မိတာကိုသိလိုက်ရတဲ့ ငါပြင်ဟာစတူသားစာမီတဲ့မိမိကိုကိုမအကြောင်းစင်ချင်ရမယ့်အစားငါအသားရဲ့ရတာကိုထိတွေ့မိလိုက်တဲ့အချိန်မှာတော့အယံကိုချိန်နစ်တက်သွားပြီးငါအသားရဲ့ရတာဒီလောက်ကောင်းမှန်းသိရင်စကလေးကစားနေခဲ့မှာလို့မချက်ချလိုက်တဲ့ဒီလိုနဲ့ပဲငါပြင်အာနုံဟာမိမိအချွေရံငါးတွေကိုဘလို့ရအောင်စားမလဲဆိုတာကြံစီနေခဲ့တယ် အခွင့်အခါရတိုင်းငါဘီရင်အာနုဟာဘသူမှမမြင်အောင်ငါတီးငါလက်လေးတွေကိုဖမ်းယူစားတောင်းနေခဲ့ပါတယ်။မကြခင်မှာပဲငါဘီရင်အာနုဟာငါတာအရတာကိုဆွဲလန်းသွားပြီးငါတွေကို မစားဘဲမနေနိုင်တဲ့အပြင်ဖမ်းယူစားတဲ့အကောင်ကြီးဟာလည်းတဖြည်းဖြည်းများပြားလာခဲ့ပါတယ်။ငါလေးငါငယ်အပေါင်းတို့ဟာ မိမိတို့ငါမိတ်ဆွေတွေတကောင်မီးတကောင်ထူဆန်းစွာပျောက်ဆုံးသွားကြတာကိုတတိထားမိလာခဲ့တဲ့။ငါတင်ငါလက်အပေါင်းတို့ဟာအချိန်မစွဲပဲစူပေါင်းတိုင်ပင်ကြပြီးပျောက်ဆုံးသွားကြတဲ့ငါတွေအကြောင်းစတင်ဆုံဆန်းဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။အဲ့ဒီနောက်ငမန်းကြီးတကောင်ဟာငါပြင်းအာနုံဟာမတင်ကားဆရာပြုမော်ရီ ပုံမှန်နဲ့မတူ ထူးခြားတဲ့ပုံစံဖြစ်နေတာကိုသိခဲ့ရပြီးတခြားငားလေးငားငယ်တချို့ကလည်းတတိထားမိနေကြတဲ့။အဲဒီနောက်ငားအုပ်စုတို့ဟာငားပြင်းအာနုံကိုအနီးကပ်စောင့်ကြည့်ဖို့စီစဉ်ကြတဲ့။ဒီနေ့မှငားကလေးအုပ်စုတို့ဟာငားပြင်းအာနုံကို တန်းစီပြီးခစားဖို့သွားကြပြီးနောက်ပြန်ထွက်လာတဲ့အခါမှာနောက်ဆုံးကြံခဲ့တဲ့ငားလေးတစ်ကောင်ကိုငားပြင်အာနုံကကြိုက်ဖြတ်စားတောက်လိုက်တဲ့ကြောက်ဆရာမြင်ကွင်းကိုငားပေါင်းတို့ကတွေးလိုက်ကြတဲ့ငါကလေးအုပ်စုတို့ကလည်းဖြည့်ရက်အမှန်ကိုသိရှိသွားကြပြီးနောက်တည်င်းကိုအမြန်ဆုံးဖြန့်လိုက်ပြီးအချောင်းဆုံးကိုအလုံးတီးလိုက်ရတဲ့အခါငါကြီးငယ်ပေါင်းတို့ဟာတုံလုံးထိတ်လန့်သွားခဲ့ကြပါတယ် အဲ့ဒီချိန်ကစပြီးငါကြီးငယ်ပေါင်းတို့ဟာငါဘီရင်အာနုံနယ်မြေကနေအာလုံးထွက်သွားကုန်ကြတယ်။ငါဘီရင်အာနုံကတော့ငါသားရဲ့အရာတာကိုထိတွေ့သွားပြပြီးနောက်ငါသားကိုမစားရဘဲမနေနိုင်တဲ့အထိဖြစ်လာတဲ့။ငါအိုးစုတွေထွက်ပြေးသွားကြပြီးနောက်ငါဘီရင်အာနုံကလည်းစားစရာငါတွေမရှိတော့ဘဲယင်းကြီးကိုပြန်စားရမယ်ဆိုရင်လည်းမစားချင်ပဲဖြစ်နေခဲ့တယ်။ ငါဘီရင်အာနော်ဟာတမုတ်တရားနဲ့ငါရီကိုရှာစားဖို့ကုလိုသွားလာနေပြီဘလို့ပဲရှာရှာငါရီကိုမတွေ့ရပါဘူးငါဘီရင်ကြီးအာနော်ဟာငါရှာစားဖို့ကုလိုလာရင်တမုတ်တရားရဲ့တနေရာမှာတော့မြမပြေလေးဝက်လာတဲ့ရေအောက်တောင်ကြီးသလုံးကို တွေ့လိုက်ရတဲ့ငါဘီရင်အာနော်ဟာငါရီအာလုံးဟာဒီတောင်ကြီးအောက်မှာ ပုံကွယ်နေလိမ့်မယ်ဆိုပြီးတွေးမိပြီးနောက်တောင်ရဲ့ပပတ်လဲကိုကုလိုရင်ငါးတွေကိုရှာဖွေနေခဲ့တဲ့ငါးဘရင်ကြီးရဲ့အလွန်ကြီးမားရှည်လျားတဲ့ခန္ဓာကိုယ်ကြောင့်ပဲရေအောက်တောင်ကြီးရဲ့တပတ်ပြေးတဲ့အထိတခါတည်းပတ်နိုင်တာကြောင့် ကိုအမီးကို ပြင်မြင်တဲ့အထိဖြစ်သွားပြီးအဲ့ဒီအချိန်မှာတော့ဆာလောင်နေတဲ့ငါပြင်းကြီးအာနောဟာမိမိအမီးကို အမတ်မာပြီးတခြားငါအမီးလို့ထင်ကအချိန်နဲ့ကိုက်ဖြတ်လိုက်ပြီးမြိုချလိုက်မိတဲ့မကြခင်မှာပဲငါပြင်းကြီးအလွန်နာကျင်တဲ့ဝေဒနာကိုခံစားရပြီး ရေထဲကူးလို့ဖို့အစွမ်းမရှိတော့ပဲငါးပြင်းရဲ့သွေးညင်နှံ့တွေဟာသမုတ်တရားထဲပြန့်နှံ့သွားပြီးတခြားငါးသေးငါးကြီးအပေါင်းတို့ဟာလည်း၎င်းသွေးညင်နှံ့နဲ့ထိတွေ့ပြီးတဲ့နောက်မှာတော့အာယုံတွေဖောက်ပြားသွားကြပြီးပုံကွယ်နေတဲ့နေရာကနေထွက်လာကငါးပြင်းကြီးစီရောက်လာကြကုန်တဲ့ တရားရည်နဲ့လှူရှားနိုင်စွမ်းမရှိတော့တဲ့ငါပြင်ကြီးဟာခေါင်းအစအမြင်အစုံငါရည်ရဲ့ဝိုင်းဝန်းကိုက်ဖြတ်စားတောင်းမှုကိုခံရပြီးနောက်ဆုံးမှာတော့တောင်ကြီးရဲ့ပလဲမှာယနေ့ထိတိုင်းအယိုးစုကြီးသာကြန့်ရှိတော့ကြောင်းရာဇဝင်တချို့မှာရေးသားဖော်ပြထားတာကို တွေ့မြင်ရပါတယ်။အခုတင်ဆက်ပေးလိုက်တဲ့ငါပြင်အာနုံရဲ့စကြောင်းဟာဗုဒ္ဓဝေမဟာနိပတ် အဋ္ဌကထာကျမ်းထဲကဇတောထဲကဆိုရင်အာနန္ဒာငါမင်းကြီးလို့လဲခေါ်ဆိုကြပါတယ်။ငါမင်းကြီးအာနန္ဒာဇတ်เจ้าကိုဖျားလောင်းစစ်သူကြီးဟာအသားစားခြင်းကိုခုံမတ်တဲ့ပရိသမင်းကြီးကိုဇတ်တူသားစားခြင်းကြောင့်မိမိကိုတာမက တိုင်းပြည်ပါပျက်စီးသက်ကြောင်းဥပမာပေးပြီးဆိုဆုံးမခဲ့တယ်လို့ဇန်ကန်ရာတွေ့မိရတာကြောင့်အာနန္ဒာခေါ် အာနော်ငါမင်းကြီးဟာ အမှန်တကယ်တည်ရှိကြောင်းတချို့ကမဲ့ယူကြတယ်။ငါကြီးအာနုံကိုဆက်ဆက်ရင်နောက်ထပ်စိတ်ဝင်စားစရာတချို့ကတော့ငလင်တွေ လုတ်တဲ့အကြောင်းပဲဖြစ်တယ်။တချို့တော့တွေကမဟာယနကျန်ကန်တွေထဲကလူသားတွေနေထိုင်ကြတဲ့ကျွန်းအချောင်းကိုဖော်ပြထားတာတွေ့ရပြီး၎င်းကျွန်းကို သမုတ်တရားရဲ့အလဲမှာမျောနေတဲ့ကျွန်းတစ်ကျွန်းရှိပြီးတချို့ငါကြီးအာနန္ဒာကျောကုန်းပေါ် တည်ရှိနေတာမဟုတ်ဘဲငါးကြီးအာနန္ဒာဟာအကြီးဆုံးဣယာမငါးကြီးဖြစ်ပြီးသူ့မိသားတောင်အောင်အနက်ဆုံးနေရာမှာရှိတဲ့အပြင်တောင်ခုနှလုံးနဲ့မြစ်ခုနှစ်စင်းဝိုးရံယူဆထားသလိုအလွာတစ်ခုစီမှာအာနန္ဒာငါးကြီးထက်ငယ်တဲ့ငါးရည်တီးတီးရှိကြတယ်လို့ယူဆကြတယ်ဒါကြောင့်အာနန္ဒာငါးကြီးဟာဂုံမြေနဲ့နီးစပ်ချင်းမရှိဘူးလို့မဲ့ယူကြတယ်။ ငလီလောက်ရချင်းရဲ့အကြောင်းကိုဆက်ဆက်မှုအပြေရှာလိုက်တဲ့အခါမှာထိုင်းနိုင်ငံချွန်ဘူရီခရိုင်အင်တာရမ်ဖျားကြီးရဲ့နောက်မှာရှိတဲ့ရတနာကိုစင်ခေပကြီကားကနေလေခနာကိုလှောက်ရှားလိုက်မယ်ဆိုရင်ဂုံးမြေမှာငလင်လှုပ်တလို့ဖြစ်မယ်ဆိုပြီးမဲ့ယူခဲ့ကြတယ်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းကတော့ငါဘီရဲ့အာနုခေါ်အာနန္ဒာအကြောင်းပဲဖြစ်ပါတယ် ကယ်၍အချက်လက်များလွှဲမချင်းသို့မဟုတ်ကြံရှိခဲ့သည်ရှိသောကျမတို့ဖွဲ့သားများမှတောင်းပန်အပ်ပါသည်။တကယ်ချင်းတို့ဒီဆက်လက်လေးများကြိုင်းနေတတ်ရင် like subscribe and share လုပ်ပေးဖို့မမေ့နဲ့နော်။အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။